အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025နိုဝင်ဘာလ1ရက်နေ့ဖြစ်ပါတယ်နော်ကိုကျော်ကြီးကစကားဒီကိုရှင်းရှင်းလင်းလင်းအစောကြီးတည်းကကြေညာထားပြီးသားပါဘယ်ဘာသာကပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာကိုမဟုတ်တန်းတရားဒီနဲ့စော်ကားလာမယ်ကျူးကျော်လာမယ်ဆိုရင်ကိုကျော်ကြီးဖြည့်ရှင်းမယ်ဗုဒ္ဓဘာသာဝင်တဲ့ကလည်းမြတ်စွာဘုရားတရားဟောမဟုတ်တာတွေကိုမြတ်စွာဘုရားတရားပါလို့ပြောလာတဲ့ပုံကိုဟောပြောနေတဲ့ပုံကိုကိုကျော်ကြီးဖြည့်ရှင်းမယ်လို့တိုက်ရိုက်ပြောပြီးသားဟုတ်လားထေရီပန်ထွာတို့ ဝိမု ക്തി မောင်ကျော်တို့ကိုဘာလို့ဘိုင်နှိမ့်တက်ပြီးပြောရတာလဲဆိုတော့သူတို့ကိုယ်၌ကိုယ်ကသူတို့ထင်ရမြင်ရဒီကိုသူတို့ကဗုဒ္ဓတရားဆိုပြီးခေါ်တာဗိဓကစာပေနဲ့လုံးလုံးမညီညွတ်ဘူးဗိဓကစာပေရမှာတရားမဟုတ်ဘူးဆိုတော့ပြောတဲ့ကမိစ္ဆာဒိဋ္ဌိအယူဝါဒဖြစ်နေဘူးဗိဓကဒီမြတ်စွာဘုရားနှုတ်တော်ကဟောပါတယ်လို့ယဟန်ကအရှင်သူမြတ်တွေကသင်္ကန်းရနာတင်ထားတယ်တရားတွေဖြစ်တယ်ကြံတဲ့ကိစ္စတွေကိုမယုံတာဟလား အထကရာကလာတဲ့ဇာကားတွေကိုမယုံနာသည်ပြဿနာမဟုတ်သည်ဘူးဒီတကမှဟောထားတဲ့မြတ်စွာဘုရားတဲ့တဲ့ဟောထားတဲ့တစ္ဆာ၄ပါးကိုဖောက်လဲဖောက်ပြန်ပြောလာပြီဆိုရင်တော့ကိုကျော်ကြီးကဖြည့်ရှင်းမှကိုရမှာဒါကမြတ်စွာဘုရားတရားမဟုတ်ဘူးမြတ်စွာဘုရားရဲ့တရားတွေကိုအယူဝါဒအနေနဲ့တစ်ခုခုကိုခေါ်လိုက်လို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့တန်းပြောတာမ အဲ့တော့မြတ်စွာဘုရားကိုအမြဲတမ်းမေးတဲ့မေးခွန်းတွေလောကကြီးအဆုံးရှိသလားအဆုံးမရှိဘူးသလားတတဝါကြီးတေပြီးပြီးနောက်ဖြစ်သလားမဖြစ်သလားဒါမျိုးမေးခဲ့တဲ့မေးခွန်းတွေမြတ်စွာဘုရားအကုန်လုံးပယ်ချတယ်။ဘာကြောင့်ပယ်ချတာလဲလို့မေးလို့ရှိရင်ဒီမေးခွန်းတွေကိုဖြေလိုက်တိုင်းမှာတတ္တရာဒိဋ္ဌိအုတ်စီရာဒိဋ္ဌိမှာတွက်ကန်နေ။အဲ့တော့လိုင်းပေါ်မှာတတ္တရာဒိဋ္ဌိနဲ့အုတ်စီရာဒိဋ္ဌိကိုပေါက်ကရ40ပြောနေတဲ့လူတွေလည်းရှိတယ်။နောက်ပိုင်းကျရင်ဖြေရှင်းပြီးမယ်။အဲ့ဒါတွေကိုရှောင်လွှဲပြီးတော့တစ္ဆာ၄ပါးလို့ခေါ်လိုက်တာဖြစ်เสียချင်းဒုက္ခဖြစ်တယ်ကွာ။ ဒုက္ခဖြစ်ကြောင်တမှုရရှိတယ်တဏှာရှိတယ်ဒုက္ခခြုံငိမ်းကြောင်နိရောဓဆိုတဲ့နိဗ္ဗာန်ရှိတယ်အဲ့ဒီနိရောဓကိုရောက်ဖို့အတွက်သွားတဲ့လမ်းမှန်လမ်းရှိတယ်ကွာအဲ့ဒါဒီဒုက္ခနိရောဓပရိပဒါဆိုတဲ့လမ်းရှိတယ်မဂ်ကင်ရှင်းပါဒါမျိုးဟောပြတာသူတို့မေးတဲ့မေးခွန်းတွေကိုဖြေလိုက်ရင်သူတို့ကသူတို့စွဲထားတယ်တတ္တရဒိဋ္ဌိနဲ့အုတ်စီရာဒိဋ္ဌိမှာသွားကတ်မှာမဟုတ်လို့မဟောတာ အဲ့တော့လောကကြီးအဆုံးမရှိဆိုရင်အာဂတနင်းစာယတနာဇံကိုဝင်စားနေတဲ့ပုဂ္ဂိုလ်ကလောကကြီးကိုအဆုံးမရှိဆိုတဲ့အမှတ်တညာနဲ့သွားတာအဲ့တော့တကယ်ပဲ तू ကလောကကြီးကိုအဆုံးမရှိလို့ तू ကသိသွားတာအဲ့ဒီတွေ तू ကအယူဝါဒအနေနဲ့ဟောလိုက်တယ်လောကကြီးကအဆုံးမရှိဘူးငါကဒီဇံကိုရောက်နေတဲ့အတွက်ငါသိတယ်လို့ပြောမိစ္ဆာဒိဋ္ဌိလို့မြတ်စွာဘုရားတန်ပြောလိုက်တယ်ကိုသိတာတစ်ခုကိုအမှားသုံးသပ်ပြီးတော့အယူဝါဒအနေနဲ့မိစ္ဆာဒိဋ္ဌိဖြစ်သွားတာနားလေလားအဲ့ဒါဗုဒ္ဓဝါဒမဟုတ်ဘူး အဲ့ဒီလိုပဲကမ္မထံအာထုတ်တဲ့အခါမှာလေဒီကမ္မထံအာယုံဒီကမ္မထံအာယုံသာဖြစ်တယ်အယူဝါဒအနေနဲ့ဟောပြလို့မရဘူးဆိုကြပါစို့ရဲ့မြတ်စွာဘုရားလက်ထက်တော်အခါကအယောစုကမ္မထံအာထုတ်တဲ့ယဟန်တဘာရှိတယ်အဲ့ဒီယဟန်တဘာကအယောစုအယောစုဒီပုဂ္ဂိုလ်တတ္တဝါလို့မမြင်မဲနဲ့အယောစုကိုမြင်အောင်အာထုတ်တာပုဂ္ဂိုလ်တတ္တဝါလို့မြင်ရင်အဲ့ဒီကဓာတ်တီကစီးဆင်းလာပြီးတော့ကာမဂုဏ်ကိလေသာစီးဆင်းပါဆိုလို့သူကအရာအလုံးကိုအယောစုအနေနဲ့မြင်အောင်အာထုတ်အာထုတ်တဲ့အခါကျတော့ ကမ္မထံအာယုံတညာကထင်သွားတယ်ကမ္မထံပေါက်တယ်ဗောဗျာခင်ဗျားတို့ပြောတဲ့စကားလည်းဆိုကမ္မထံတညာကထင်သွားတယ်ထင်သွားတဲ့အခါကျတော့ဘာကိုမြင်မြင်အယိုးစုပဲသူကမြင်တော့တာတကတရားကမြင်တယ်အရှင်ဘုရားဒီနာကမိမတယောက်ဖြတ်သွားတာတွေ့လားအယိုးစုတစ်ခုတော့ဖြတ်သွားတာတွေ့လိုက်တယ်အဲ့ဒါမူသားစကားမဟုတ်နားလဲလားသူမြင်တာကအယိုးစုကိုမြင်တာမဟုတ်လို့အယိုးစုကိုပဲမြင်တဲ့အကြောင်းပြောတာအဲ့ဒါမူသားစကားလည်းမဟုတ်ဒါပေမဲ့ အရာအလုံးသည်အယောစုပဲလို့ပြောရင်တော့မူသားစကားဖြစ်သွားပြီအဲ့ဒါဆိုမိစ္ဆာဒိဋ္ဌိအယူဖြစ်သွားပြီနားလဲလားသူမြင်တာကိုမြင်တဲ့အတိုင်းပြောတာကမူသားစကားမဖြစ်ဘူးဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကကံနဲ့ပတ်သက်ပြီးခေါ်ထားတဲ့ကိစ္စတစ်ခုလည်းရှိတယ်တုတ်တန်တစ်ခုမှာဒီတမနာပြမနာတွေကရှေ့ဖြစ်စဉ်တွေနောက်ဖြစ်စဉ်တွေကိုမြင်လာတဲ့အခါမှာပုဂ္ဂိုလ်တဦးကအလွန်မတန်တီလအကောင်းတယ်အဲ့ဒီပုဂ္ဂိုလ်ကသေတဲ့အခါမှာငရဲကြသွားတော့မြင်တယ်မြင်တဲ့အခါကျတော့သူက ကောင်းတာလုပ်လေငရဲကြပါတယ်ကွာ ကောင်းတာလုပ်ရင်အကုန်ငရဲကြပါတယ်လို့အယူဝါဒအနေနဲ့ခေါ်လိုက်တာသူမြင်တာကတယောက်တည်းကိုမြင်တာအကုန်လုံးကိုမြင်တာမဟုတ်ဘူးအကုန်လုံးအဲ့မှာအမှားနှလုံးတွင်းတွင်းလိုက်တယ်အမှားသုံးသပ်မှုဖြစ်သွားတယ်မိစ္ဆာဒိဋ္ဌိဖြစ်တာအဲ့ဒါကိုမျက်စွာပြကမိစ္ဆာဒိဋ္ဌိဘယ်လိုပြောရင်အမှန်တရားလဲတဲ့ကောင်းမှုကုသိုလ်တော့လုပ်တယ်ထိုပုဂ္ဂိုလ်သည်ငရဲကြတယ်ဒါဆိုရင်ဒီစကားကမူသားစကားမဟုတ်ဘူးကောင်းမှုကုသိုလ်လုပ်တဲ့လူတိုင်း ငရဲကြတယ်လို့ပြောရင်မူသားစကားမိစ္ဆာတိတ်တိအယူဝါဒဖြစ်သွားတယ်။သဘောတရားနားလေလား။အဲ့ဒီလိုပဲကမ္မထံအာယုံတစ်ခုကိုကိုကမြင်လိုက်တယ်အဲ့ဒီကအာကမ္မထံအာယုံကပေါက်သွားတယ်။ပေါက်သွားတဲ့အချိန်မှာတလောကလုံးကဒါပါပဲလို့အယူဝါဒအနေနဲ့ပြောရင်မိစ္ဆာတိတ်တိဖြစ်သွားတယ်။ရှင်းလား။ဒါကြောင့်မလို့လက်ရှိမောင်ကျော်တို့ထေဤပန်ထွာတို့အချို့သောဈိတ်သားတွေမှာဟောနေတယ်ငါသူတပါးယောက်ျားမိန်းမပုပ်ကိုတတ်တော့မရှိလို့ဟောတဲ့ဟာအဲ့ဒါမိစ္ဆာတိတ်တိပြီးသူတို့စကားကိုသူတို့ကာဖို့အတွက် ဒါကပညာတို့ဒါကပရမတ်တို့အလကားအရာတွေကကဘာလုံးနေတာအယူဝါဒအနေနဲ့ခေါ်လိုက်ပြီဆိုတာ ਨੇ မိစ္ဆာဒိဋ္ဌိအတန်းဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားလက်မခံဘူးနားလဲလားအဲ့ဒီလိုအယူမျိုးယူလို့မရဘူးမိမနဲ့ပတ်သက်လို့မြတ်စွာဘုရားကဘယ်လောက်ထိပြောလဲဆိုရင်နိဗ္ဗာန်ရဲ့အတားစီကမိမပဲတဲ့အဲ့လောက်ထိခေါ်တာမြတ်စွာဘုရားကဟာမိမတွေကမုန်းစရာလားမိမကိုဟုတ်တယ်မလားဟိုမြတ်စွာဘုရားကဂျီဝင်နေတာလားဆိုပြီးတော့ဗလိမ့်ညာရင်ဗလိမ့်ညာနေမိမမှာကာမတက်ကိုရှိတာတဲ့ဘလောက်ထိရှိလဲလို့မင်းလို့ရှိရင်ね ေနေတဲ့မတာတောင်သွားမထီနေတဲ့ဖူးဖူးရောင်ရောင်မတာဟူတောင်သွားမထီနေတဲ့မိမနဲ့ပတ်သက်ရင်သူ့ကိုထင်ရင်ကာမဓာတ်ကထွက်လာတယ်မိမမှာကာမဓာတ်ကိုရှိတယ်အဲ့ဒါကြောင့်မလို့ယဟန်တွေကမိမနဲ့ဝဲဝဲနေရတယ်မိမဆိုရင်မအင်းနဲ့တော့မျက်နှာချင်းဆိုင်မဆိုင်မဲနဲ့နီနီနာနာမနေရဘူးအဲ့လောက်ထိဝဲဝဲနေခိုင်းတာကုံအောင်နေခိုင်းတာမျက်စွာဗျာလူအသက်ရှင်နေတဲ့မိမဆိုရင်မအင်းနဲ့တော့နီနီမနေနဲ့တဲ့ယဟန်ကတင်နေတဲ့မတာဆိုရင်မတာမိမကိုတော့တော့မထီနေတဲ့ သူ့မှာကာမတက်ရှိတယ်ဓာတ်ဆိုတာတူရာစုရဲ့အဲ့တော့လောကကြီးထဲမှာမြတ်စွာဘုရားဓာတ်တွေကမျိုးစည်းအပင်ပေါက်တာခမားမာကယုံညံ့တဲ့ဓာတ်တွေမနာလိုတာတွေဝန်တိုးတာတွေဂုံတိုက်တဲ့စိတ်တွေရှိနေလို့ရှိရင်တေးကြတဲ့ငရဲနဲ့တလိဆန်တစ်ခုခုကိုအကျိုးပေးမှာအဲ့ဒီဓာတ်ကမျိုးစည်းကအမြင့်တတ်ဖြစ်တဲ့အတွက်ညံ့နဲ့တတ္တဝါဖြစ်ဖို့အတွက်အဲ့ဒီမျိုးစည်းကကြံ့ပင်အဲ့ဒီမျိုးစည်းကြပြီးအဲ့ဒီအပင်ကအညံ့တဲ့အပင်ပဲပေါက်လာမှာမြက်ပင်ရဲ့မျိုးစည်းကမြက်ပင်ပဲပေါက်တယ်ဗန္နာပင်ရဲ့မျိုးစည်းကဗန္နာပင်ပဲပေါက်ပေါက်တယ်ဟုတ်လား နန်းဆန်နှခုနန်းတာပင်ကဆန်နှခုနန်းတာမျိုးစေးပဲပေါ့အဲ့တော့မိမိမှာရှိနေတဲ့မျိုးစေးကအညံ့တဲ့မျိုးစေးထွက်လာတာ ਨੇ ညံ့တဲ့ဘဝကိုရတယ်ကောင်းတဲ့မျိုးစေးအပင်ပေါ့ရင်ကောင်းတဲ့ဘဝအလေလက်ရှိတယ်ဆိုရင်နတ်ဖြစ်မယ်လူဖြစ်မယ်အမြင့်တဲ့ရှိတယ်ဆိုရင်မြမာဖြစ်မယ်အဲ့ဒီဓာတ်တွေအလုံးကိုဖျက်ဆီးလိုက်ရင်နိဗ္ဗာန်ပဲဒါပဲအဲ့တော့မြတ်စွာဘုရားကဒီဓာတ်တွေနဲ့ပတ်သက်ပြီးဒီလိုခွဲခြားစိတ်ပြပြီးခေါ်တာငါဆိုတဲ့ အတက်အယူမဆွဲနဲ့ဆိုတာအဲ့ဒီလိုဓာတ်တွေကနေအပင်ပေါက်လို့အဲ့ဒီလိုတတ္တဝါတွေဖြစ်တာဒီတဘွားကနေဟိုဘွားကတတ္တဝါတွေကဒီကိုကူးလိုက်ဟိုကိုကူးလိုက်ကူးနေတာမဟုတ်ဘူးမိမိတို့ပြုလို့လက်တဲ့ဓာတ်တွေကနေပြီးတော့ဝိညာဏဆိုတဲ့အဖေးသင်္ခါရဝိညာဉ်ဆိုတဲ့မျိုးစေ့လေးတစ်ခုအမြဲတမ်းပေါက်ပေါက်လာတယ်အဲ့ဒီမျိုးစေ့တွေကကုသိုလ်ကံအာကုသိုလ်ကံနေလှုပ်တိုင်းမှာအဲ့ဒီမျိုးစေ့တွေထွက်တယ်အဲ့ဒီမျိုးစေ့တွေကနေနောက်ထပ်ဘဝဆိုတဲ့အပင်လေးကိုအကျိုးပေးတာဒါပဲအဖြစ်ကရှင်းရှင်းလေးလေးဒါကြောင့်မလို့အတ္တမရှိဘူးအနတ္တပဲဆိုတဲ့အမြင်ကိုမြင်အောင်လုပ်ရတာ ငါဆိုရငါဆိုရကြီးမရှိဘူးဆိုရင်လည်းမိစ္ဆာဒိဋ္ဌိကိုဖြစ်သွားတယ်ငါမရှိဘူးပြောလို့ပြောရင်ကိုမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ငါရှိတယ်လို့ပြောရင်လည်းမိစ္ဆာဒိဋ္ဌိကိုဖြစ်သွားတယ်အဲ့ဒီလောက်ထိတိမ်မွေးတဲ့တရားတွေကိုနားမလည်ဘဲနဲ့ကိုထင်ရကိုမြင်ရရှောက်ခေါ်တဲ့အခါကျတော့မြတ်စွာဘုရားကိုတိုက်တဲ့စော်ကားတယ်လို့ဖြစ်တာဘယ်လောက်ထိစော်ကားလဲဆိုရင်ကိုကျော်ကြီးကလည်းသူတော်သားရဲ့အယူအဆကတော့ဝါဒကိုလည်းမိစ္ဆာဒိဋ္ဌိလို့ပြောတာကလည်းကိုကျော်ကြီးကယုံညံ့တာလေအဲ့ဒါကိုကျော်ကြီးကဖရုတ်တော်ဝါစာရှိနေတယ်မိစ္ဆာဒိဋ္ဌိဆိုတဲ့စကားလုံးကမြတ်စွာဘုရားဟောတာလားဒီ မိစ္ဆာထုတ်ဒီဆိုတဲ့သကလုံးကိုဖရုတ်တဝါစာလို့ပြောပြီဆိုတဲ့ကမောင်ကျော်ကဖယားကိုတဲ့တဲ့ကိုစော်ကားပြစ်လိုက်တာအဲ့တော့ဒီလိုကောင်စားမျိုးတွေကဖယားဘာဟောတယ်ဆိုတာလည်းနားမလည်ဘူးမိတကတ်မူရင်းထဲမှာမြန်မာမြတ်စွာဘုရားဟောထားတဲ့တရားတွေကိုလည်းမသိဘူးမသိဘဲနဲ့ဖယားကိုကြည့်ပဲစော်ကားနေတယ်ဆိုတဲ့ကွာဒီကောင်นี่ဘာတက်ရှိတာအညံ့တက်ကိုရှိတယ်အဲ့တော့ဘာတရားရတာလဲဆိုဘာတရားမှရတဲ့ကောင်မျိုးဟုတ်ဘူးမြတ်စွာဘုရားကိုတဲ့တဲ့စော်ကားနေတဲ့လူကြီးဖြစ်တဲ့အတွက်ကိုကျော်ကြီးကဖြည့်ရှင်းပြရတယ်အခြားသောဘာသာဒီမှာက အငြင်းတက်တည်ရနိုင်တယ်အလဲအလဲတက်တည်ရနိုင်အမြင့်တက်မရနိုင်ဘူးအလွန်မတန်ခက်ခဲတယ်အမြင့်တက်ရနိုင်တဲ့ပုံကအလွန်မတန်ခက်ခဲတယ်အဲ့ဒီဓာတ်တွေကိုဖျက်ဆီးနိုင်တယ်လို့ဆိုတာကတော့လုံးလုံးကိုမရှိတာဒါကြောင့်မလို့ဘယ်ဘာသာမှာပဲဖြစ်ဖြစ်အလဲအလဲတက်နေအမြင့်တက်ရပါစီဆိုတဲ့စေတနာနဲ့ကိုကျော်ကြီးတို့ဘာလုပ်ပါဘာလုပ်ပါလို့ပြောတာသူတို့ရနိုင်တာဒီအလဲအလဲတက်နေအငြင်းတက်နှစ်ခုကလွဲလို့ရှိရင်ကြံတဲ့ဓာတ်ကိုမရနိုင်ဘူးအဲ့ဒီအတွက်အပင်ပေါက်လာမှဒီအငြင်းတက်နေအလဲအလဲတက်ပဲအပင်ပေါက်ဖို့များတယ်အမြင့်တက်ရဖို့ဆိုတဲ့ ကရုဏာမုဒိတာဥပက္ခတွေကိုဇံရအောင်အားထုတ်ဖို့ဆိုတာဘယ်ဘာသာမှမမြင်ရနိုင်ခိန်နူတစ်ခုတော့ပဲရနိုင်ကြံတဲ့အရေကိုအယူဝါဒတည်းဖြစ်နိုင်ကြီးအလွတ်မတန်နေတယ်ခိန်နူမှာတော့ဗြမဘုံထီရအောင်ဖြစ်နိုင်ဒါမှမဟုတ်ကိုကျော်ကြီးတို့ကကောင်းတဲ့ဟာတွေဖြစ်စီဖို့ပြောပြတာအဲ့တော့ဗုဒ္ဓဘာသာထဲမှာကြာတော့ဖျားဟောတဲ့ဒီဓာတ်ဒီကိုချုပ်ငင်းပြစ်တိုက်တဲ့နီးစနစ်ကိုမသိဘဲနဲ့ပောက်ကရ40ဒီကိုထင်ရကိုအယူဝါဒအနေနဲ့ပြောနေတဲ့ကောင်းမနှိမ်နင်းလို့မရလို့နှိမ်နေရနော်